ထိုင်းရဲ့ဘဏ်ကတ်ထဲကိုနိုင်ငံခြားကငွေတွေလွှဲတဲ့အခါမှာနိုင်ငံထဲကိုနိုင်ငံခြားကပတ်စံထည့်တဲ့အခါမှာမရတဲ့သူလည်းရှိတယ်ရတဲ့သူလည်းရှိစေဆိုတော့ဟိုတနေ့ကကျွန်တော်တို့ဒါဗီဒီယိုဖိုင်မှာတင်လိုက်တဲ့အခါမှာများစွာတွေ့ရပါတယ်အခုကျွန်တော်ဘဏ်ယုံကိုရောက်နေတာဖြစ်ပါတယ်ခင်ဗျာဘဏ်ယုံကိုရောက်တဲ့အခါမှာအဓိကအရေးကြီးဆုံးအချက်ကဘာဖြစ်လဲဆိုတော့ အာကျွန်တော်တတိချာချာအခုပဲခဏကားနေဆိုတာဗန်ယုံမာတာအာမေးကြည့်ပြီးပေါ့နော်အဓိကကတော့ကျွန်တော်ဗန်ယုံကစီမားလေအဓိကဘာပြောလဲဆိုတော့ကျွန်တော်တို့အခုလိုမျိုးပတ်စံလွှဲလာတဲ့အခါမှာတချို့တော့ကိုယ်တို့လွှဲတဲ့ချိန်နဲ့ဗန်ယုံကပိတ်တဲ့ချိန်နဲ့မျိုးတိုက်ဆိုင်တဲ့အချိန်တွေလည်းရှိနိုင်တယ်ပြီးတော့နောက်တစ်ခုကတော်များများတချို့ကတော့အခုချိန်ကြီးရနေတဲ့သူလည်းရှိတယ်ကျွန်တော်လည်းဒါ7ရက်နေရလွှဲတာဆိုမလေးရှားနိုင်ငံလွှဲတာကျွန်တော်ဗန်တွေကတော့ပတ်စံ1000ကျော်ရောက်တယ်ပေါ့နော်ဒါ ဒါခါတဲ့ကျွန်တော်ရဲ့ကီပလက်တွေကိုပဆန်တန်းပြီးတော့ဝင်ပါတယ်ဒါနိုင်ငံသားကဟာလွှဲတဲ့နေရာမှာကျွန်တော်တို့အဲ့ဒီနေရာမှာတခုရှိတာကတချို့တော့အာပဆန်မဝင်တဲ့အခါကြလို့ရှိရင် तू ကဘာပြောလဲဆိုတော့အဓိကကတော့ကျွန်တော်ဒီဘန်ယုံကိုဘန်ယုံကိုလာဖို့ तू ကပြောတယ်ဘန်ယုံမှာလာပြီးတော့မှအာတေးသေးချာချာတို့တို့စစ်ဆေးပေးမယ်ဘန်နံပတ်နဲ့တေးချာစစ်ဆေးပြီးတော့တကယ်လွှဲထားတာတေးချာမတေးချာတို့တို့ပြန်စစ်ဆေးပြီးတော့မှအာပဆန်ထည့်ပေးမှာပေါ့နော်အဲ့တော့ကျွန်တော်တအားကြီးတော့စိတ်ပူစရာတော့မလိုတော့ပါဘူးဒီချက်ကတော့အကယ်၍ကျွန်တော်တို့ဒီပဆန်လွှဲတဲ့အခါမှာကျွန်တော်တို့တေးသေးချာချာလေးဟိုဘက်ဆန်အမှန်ကန်နေတယ်တကယ်လို့ကိုယ့်ရဲ့ ဲ့ဒီ key plate ထဲကိုပုံမှန်ဆိုကျွန်တော်တို့ရောက်လာဆိုရင်တော့2ရက်3ရက်တခါကြလို့ရှိ2နိုင်3နိုင်နဲ့ရောက်တဲ့သူတွေလည်းရှိပါတယ်တကယ်၍အဲ့လိုမျိုးတွေမရောက်ခဲ့လို့ရှိတော့ကျွန်တော်တို့ဒီလိုဘန်ယုံတွေကိုလာဖို့အတွက်တကယ်လိုအပ်ပါလို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့အခုဒါအားလုံးကိုလာပြီးတော့မေးကြည့်ခြင်းဖြစ်တယ်ဒီနေရာမှာတခုရှိတာကတချို့ကတော့ပြောတာတော့ဒီ passport စာအုပ်တက်တန်းသေးလို့ရှိလာလို့ရလားဆိုတော့ရပါတယ်ဒီခါကကျွန်တော်စာရေးမောက်အသေးချာမေးကြည့်တာတော့ ်ပတ်စပို့တက်တန်းကုန်နေတဲ့သူဆိုရင်လည်းဒါကျွန်တော်တို့လာပြီးတော့ပြောလို့ရပါတယ်အဓိကတော့ကိုယ့်ရဲ့ဘန်စာအုပ်ဒီဘန်ကတ်တွေရှိနေတယ်ဆိုရင်တော့လာပြီးတော့ပြောလို့ရတာဖြစ်ပါတယ်ခင်ဗျာเนาะဒါကြောင့်မို့အားလုံးအနေနဲ့နိုင်ငံခြားပတ်စံတွဲလို့တက်တက်လုံးပိတ်သွားပြီလားတွဲလို့မရတော့လားမေးတဲ့သူတွေတော့တွဲကြည့်ပါရပါတယ်ကဲလို့ကျွန်တော်တို့ အာဆော့ဆော့ပိုင်းတော့မရတဲ့သူတွေအများကြီးလည်းရှိတဲ့ခါကြလို့ရှိတော့ဘန်ရောမတိချာတမပြောကြည့်ရသေးဆိုရင်ပြောကြည့်လို့ရတယ်သူတို့လွှဲတဲ့ဆက်လက်နဲ့ကိုယ့်ရဲ့ဘန်စာအောင်နဲ့ကျွန်တော်တို့ဒီအရေးကြီးဆုံးတော့ဒီကျွန်တော်တို့လွှဲလာတဲ့ဆက်လက်နဲ့ကိုယ့်ရဲ့ဘန်ကတ်တွေပေါ့နော်တေချာရှိနေဖို့ပဲလိုတာဖြစ်ပါတယ်အဲ့တော့အချို့တော့ဒီ passport ကျွန်တော်ပထမတစ်ခါပြီးလို့ပိုင်တင်တော့ passport စာအုပ်ကတ်တန်းသိလို့ရှိစိတ်ပူရလို့ထင်ရပါမယ်တကယ်တကယ်အခုအာကျွန်တော်တို့မေးကြည့်တာအခုပဲကျွန်တော်ဒီမှာဘန်ဝန်ထမ်းကိုလည်းမေးတယ်အထင်းမှလည်းဒါမေးကြည့်ပြီးပါပြီနော်မေးတဲ့အခါမှာကြတော့သူတို့ အာလုံးဝဒီ passport ဆောင်စာမျက်နှာတော့တိတ်ပြီးတော့အဲ့လောက်ထိအစ်စစ်စီမရှိဘူးလို့ပြောပါတယ်ဒါကြောင့်မို့အားလုံးအနေနဲ့ ာကျွန်တော်တို့ပတ်စံလွှဲတဲ့ခါမှာရလားမရဘူးလားမေးတဲ့သူတွေအားလုံးအတွက်ဒါပြပြပေးခြင်းဖြစ်ပါလေခင်ဗျာအဲ့တော့နောက်ထပ်အရေးကြီးဆုံးတစ်ချက်ကတော့ကျွန်တော်တို့ဒီဘန်ကပ်ဖွင့်မဲ့သူတွေဆိုရင်တော့ကျွန်တော်အခုချိန်မှာတော့ဒီကာစီကွန်ထိုင်ပန်ကြောင့်နည်းနည်းလေးတော့အစစ်စေမေးမြန်းတော်တော်များများတော့အခုချိန်မှာတော့ရှိတာဖြစ်ပါတယ်သူတို့ကကြတော့ဒီစားပစ်နဲ့ဖွင့်ပေးတဲ့သူတွေကြတော့တော်တော်များရှိပါကျွန်တော်တို့ဘန်ဖွင့်ပေးတဲ့သူတော့မဟုတ်ဘူးเนาะအဲ့တော့ဘန်ကြောင့်ရေအမြဲတမ်းအာတိရရာလေး share link ပေးတာပဲဖြစ်ပါတယ်အဲ့တော့ဘန်ဖွင့်တဲ့ခါမှာသူတို့ဒီ စားပင်နဲ့ဖွေးတဲ့သူတွေကတော်တော်များလွယ်ကြပါတယ်ကိုယ့်အပူလာဖွေးတဲ့အခါမှာတချို့တော့ဒီပြောလို့မကြတဲ့သူတွေဆိုလည်းတချို့တော့ဒါပြောလို့မတတ်တဲ့သူတွေလည်းများစွာရှိကြပါတယ်ခင်ဗျာအဲ့တော့အားလုံးအနေနဲ့အာကျွန်တော်တို့မြန်ဆုံးရပါစေလို့တော့အားလုံးကိုဆုတောင်းပေးပါတယ်ခင်ဗျာအဲ့တော့အားလုံးအနေနဲ့ကျွန်တော်တို့ဒီဖန်လေးကိုကြည့်ရှုပြီးတော့ဒါနိုင်ငံသားပတ်စံလွှဲတဲ့သူတွေအားလုံးအဆင်ပြေကြပါစေရကြပါစေလို့အားလုံးကိုဆုတောင်းပေးပါတယ်ခင်ဗျာအားလုံးပဲအဆက်ဆက်ရအဆင်ပြေကြပါစေကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေကိုအမြဲတမ်းဒီဘန်နဲ့ပတ်သက်ပြီးတဲ့တင်းတွေကိုစောင့်ကြည့်ပေးတဲ့သူတို့အူတယောက်ချင်းစီတိုင်းကိုအာကျေးဇူးအထူးနဲ့မှတင်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ